ဘန်ကောက်မှာရှိုးပွဲကျင်းပခဲ့တဲ့ဆန်ဆန်ခန်းလိုင်းပြိသက်ကြီးတို့ရဲ့နှကန်းနီမလေးတို့ရဲ့အသေးစွဲအစတော်ဆန်ဆန်ခန်းလိုင်းကတော့တတန်းရင်ဝိုင်းတပလင်းလိုပဲအသက်တွေကြီးလာလေအားပေးသူတွေများလာလေပဲဖြစ်ပါတယ်ဆန်ဆန်ခန်းလိုင်းဟာအမြဲလိုလိုသူကျင်းပတဲ့ရှိုးပွဲမှန်သမျှကိုပြိသက်တွေနဲ့စီကားတိုင်းမြတ်အောင်ကျင်းပနိုင်ခဲ့တာကိုလည်းလူတိုင်းသိကြမှာပါဒီနေ့မှာတော့ဧပြီလ10ရက်နေ့မှာကျင်းပမဲ့သူ့ရဲ့ဘတ်ဒေးရှိုးဟာငလျင်ကြောင့်ဖျက်သိမ်းလိုက်ရပါတယ် ငလျင်လှုပ်တာကမလ28တောင်းကဆိုပေမဲ့ငလျင်ကြောင့်တေဆုံသွားသူတွေအတွက်ဝန်ထဲမှုကိုဖော်ပြတဲ့အနေနဲ့ကိုချင်းစာတရားရှိတဲ့ဆိုင်းဆိုင်ကရှိုးပွဲကိုဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းဘန်ကောက်ကပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့်ပရိသတ်တွေရဲ့ဆန္ဒအတိုင်းမေလထဲမှာဘန်ကောက်ကိုသွားပြီးရှိုးပွဲလေးတစ်ခုကျင်းပပေးခဲ့တာဖြစ်ပါတယ်။ဘန်ကောက်ရောက်မြန်မာတွေကလည်းခြေရတဲ့အမှုပညာရှင်ကိုအင်တိုက်အားတိုက်လာရောက်အားပေးခဲ့ကြပါဗျ ရိသက်တွေရဲ့ဆန္ဒကိုအမြဲဦးစားပေးတွေးပေးတတ်တဲ့ဆဆိုင်ခန့်လိုက်လို့အမှုပညာရှင်မျိုးကရှားပါးတာကြောင့်နှစ်တွေအကြာကြီးအမှုပညာလှူရှားမှုတွေဆက်လုံနိုင်မှုမျှော်လင့်ပါတယ်။